ကျေးဇူးပါဆရာဒီလအတွင်းမှာကျွန်တော်အမေတို့အသားတို့နေလာတာကာလများစွာအမေဆုံးပြီးတာရောတူမလေးမိသားစုငလင်ဘေးတဲ့ဆုံးသွားတာရောတိုက်ဆိုင်မှုတွေခြုံနေရတော့ညဘက်အိတ်မပြောဘူးဗျာ regenerating power တွေရအောင်စူးစမ်းနေတယ်ဆရာကြီးတဲ့ဟုတ်ပါတယ်ကျွန်တော်တို့ခင်ဗျားတို့ကြုံတို့တွေတခုခုအန်နေတွေခြုံလာတဲ့အခါမှာမိသားစုရဲ့ထိခိုက်မှုတွေဆုံးရှုံးမှုတွေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေတခုခုပြည့်စည်သွားတဲ့အခါမှာ ခံစားရတာကိုချင်းစားရတယ်အမြဲတမ်းဘာလုပ်ပေးနိုင်မလဲဆိုတာကိုတခုပဲစဉ်းစားနေကြတာပေါ့နော်အဒီဗီဒီယိုလေးက motivation ပေးတာလည်းမဟုတ်ဘူးကိုချင်းစားပြီးတော့မှပြောပေးတာဖြစ်တယ်အဲ့တော့တစ်ခါတလေမှာကျွန်တော်တို့ကြီးမားတဲ့ဆုံးရှုံးမှုတွေရောက်လာနိုင်တယ်အောင်မြင်မှုတွေဆုံးရှုံးသွားတဲ့အခါကိုစူးစမ်းထားတဲ့အရာမထင်ဘဲနဲ့ကြာဆုံးသွားတဲ့အခါမှာကိုယ့်ရဲ့လေးစားတန်ဖိုးထားရတဲ့ချစ်ခင်နှစ်သက်ရတဲ့ မိသားစုတူဆုံးရှုံးသွားတဲ့အခါမှာဘယ်အရာနဲ့မှနိုင်ရှင်လို့မရအောင်ဝမ်းနဲ့ကြေကွဲမှုတွေကြုံဆုံလာရပါတယ်။ဒီလိုမျိုးတွေကြုံလာခဲ့ရင်ကျွန်တော်တို့ဘယ်လိုဖြေသိမ့်မလဲ။ဖရားရဲ့ဇကားနဲ့ပြောရင်တော့တရားနဲ့ဖြေလို့ပဲပြောလို့ရတာပေါ့။ဒါပေမဲ့တရားနဲ့ဖြေတိုင်းလည်းမပြေတဲ့အခါမှာရှိပါတယ်။ကိုယ့်ရဲ့ပူဆွေးမှုတွေဘယ်လိုမှတော့ကတွေကဘယ်လိုမှပျောက်မသွားဘူး။အဲ့တော့ထားတော့ချစ်တဲ့သူခင်တဲ့သူတဲရောက်ဆုံးသွားရင်တော့ဘာပဲပြော ိုဇနီးမယားသမီးသားဆိုရင်အစားထိုးလို့ရကောင်းရနိုင်ပေမဲ့မိဘနဲ့ပတ်သက်တဲ့ဆွေမျိုးတွေညီကိုမောင်နှမတွေဆုံးရှုံးသွားတဲ့အခါကျရင်တော့အစားထိုးလို့မရတော့အဲ့လိုအစားထိုးလို့မရတဲ့ဆုံးရှုံးမှုတွေကြုံလာတဲ့အခါဘာလုပ်လို့ရမလဲဆိုရင်ကိုတောင်းဝင်ကြေခဲ့လားဆိုတာလေးကိုပြန်စဉ်းစားကြည့်လိုက်ပေါ့ကိုရဲ့မိဘအပေါ်မှာကိုရဲ့ချစ်သူဇနီးမယားသမီးသားပဲဖြစ်ဖြစ်ကိုရဲ့တန်ဖိုးထားတဲ့ညီကိုမောင်နှမတွေပေါ်မှာကိုလုတ်ခဲ့တာတာဝန်ကြေလား အမြဲတမ်းစိုးမိုက်နေခဲ့တယ်ဆိုရင်လေဖြေသိမ့်လိုက်ဖို့လိုပါတယ်ကိုကိုခွင့်လုပ်ပေးဖို့လိုတယ်တခါတလေမှကြီးမားတဲ့ဆုံးရှုံးမှုတွေကြုံလာတဲ့အခါမှာငါမလုပေးလိုက်ရလေချင်းငါသူ့အတွက် မလုပေးလိုက်ရချင်းအမေအတွက်အမေလိုချင်တာလေးဖြည့်ဆည်းပေးလိုက်ရမှာငါမလုခဲ့မိလေချင်းဆိုတော့ကျွန်တော်တို့လူသားတွေကဘာဖြစ်လဲဆိုတော့တစ်ခုခုလုတဲ့အခါမှာကိုမလုလိုက်ရတဲ့အရာတွေအတွက်နောင်တရလေးရှိတယ်အဲ့တော့နောင်တကိုဖြည့်သိမ့်ဖို့ကတော့တရားပဲရှိပါတယ်ဖြစ်ပျက်ရှုခြင်းလို့ခေါ်ပါတယ် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတွေမှာဆိုရင်လက်ရှိပေါ်နေစေဖြစ်နေစေချုပ်နေစေအရာတွေကိုဇက်တိုက်ကြည့်ရှုသွားခြင်းပေါ့နော်ဒါကတော့တရားတွေနာနိုင်ရင်တော့ရတယ်တကယ်လို့တရားတွေမနာနိုင်ဘူးအချိန်လည်းမပေးနိုင်ဘူးဘာသာတရားလည်းကိုနဲ့ဘာသာတရားမတူဘူးဆိုရင်တခြားသောဘာသာဖြစ်တယ်ဆိုရင်လည်းတခြားသောဘာသာရလိုက်ဝတ်ပြုတာဘုရားရှိခိုးတာဘုရားကြောင်းသွားတာဒါမျိုးတွေလုပ်လို့ရတယ်နောက်အလုံးဇက်တိုက်လုပ်လိုက်ပါဗျာဝါသနာပါတဲ့အရာကိုဇက်တိုက်လုပ်ခြင်းကလည်းကိုယ့်ရဲ့နောင်တတွေကိုဖြည့်သိမ့်နိုင်သလိုကိုယ့်ရဲ့မိသားစုကိုလွမ်းဆွေးရတဲ့ဒုက္ခတွေလည်းဖြည့်သိမ့်နိုင်တယ်အဲကျွန်တော်လည်း ခင်ဗျားတို့လိုပါပဲမိသားစုနဲ့ခွဲခွာပြီးတော့နိုင်ငံခြားပြည်ပမှာအများကြီးအလုပ်လုပ်ခဲ့မှုပါတယ်။နှစ်ပေါင်းများစွာခွဲခွာခဲ့မှုပါတယ်ဗျ။အဲ့ချိန်ကျရင်ဘာလုပ်လဲဆိုတော့ကိုယ်ဝါသနာပါတဲ့တိုင်းပညာကိုအတကုံလေ့ကျင့်နေအလေးမလေးကျင့်ခန်းတွေကိုတစ်ပတ်သုံးရက်သွားတယ်။ညာပိုင်းမှာတရားထိုင်နေအလုပ်တွေကိုလုံးဝအားမပေးတော့တတိယဖို့အခွင့်အရေးမပေးတော့အဲ့လိုတတိယဖို့အခွင့်အရေးမပေးခြင်းအပြင်ဇက်တိုက်လုပ်ခြင်းအပြင်ခင်ဗျားတို့ကျွန်တော်တို့တွေကဘာဖြစ်လာနိုင်လဲဆိုရင်မေ့လျော့ခြင်းဆိုတာကိုရောက်သွားပါလိမ့်မယ်။အချိန်တစ်ခုကိုရောက်သွားလိမ့်မယ်။အဲ့ဒီချိန်ကျရင်ကိုယ့်ရဲ့အနာကကျက်သွားပါလိမ့်မယ်။ ဘယ်တော့မှနောင်တမရပါနဲ့။ကိုမှားခဲ့သည်ဖြစ်စေကိုချစ်ခင်နှစ်သက်တဲ့သူပေါ်မှာကိုရဲ့မိသားစုပေါ်မှာကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုလည်းနောင်တမရပါနဲ့။ဖခင်ကဟောတာပါလေ။ကိုကုတ်စမဝင်နဲ့ပေါ့နော်ရှေ့ဖြစ်ဒီဖြစ်စေနောက်ဖြစ်ဒီဖြစ်စေအရာအားလုံးပေါ်မှာဒွိဟတန်တရာမပွားနေပဲနဲ့ကိုအကောင်းဆုံးဘာလုပ်နိုင်လဲဆုံးသွားပြီဆိုရင်ဘာတွေထပ်ပြီးလုပ်ပေးနိုင်မလဲအလူတန်းပေးပြီးတော့အမြပေးဝင်နိုင်မလားဒါတွေဆက်သွားပြီးလုပ်လို့ရပါတယ်နောင်တမရပါနဲ့ဆက်ပြီးတော့ရှင်တန်မှာဘဝကိုစူးစမ်းရုံးကန်ပါဗျာ ဘယ်တော့မှမရလိုက်ပါနဲ့စက်တိုက်လှုပ်သွားပါဝါသနာပါတာတွေနဲ့အလုတ်တွေနဲ့ဘာသာတရားတွေကိုစက်တိုက်လှုပ်သွားပါဗျဒါဆိုရင်တတိပိနဲ့အနာကျက်သွားပါလိမ့်မယ်အနာဆိုတာတော့ချက်ချင်းပြောက်တဲ့ထုံးစံမရှိပါဘူးသူသဖြင့်ခန္ဓာကိုယ်ရဲ့နှလုံးသားမှာခံစားရတဲ့ဒုက္ခတွေကချက်ချင်းမပြောက်ပါဘူးအချိန်ယူရပါတယ်အဲ့ဒီအချိန်အတွက်အလုတ်နဲ့သာပေးဆလိုက်ပါလို့ပြောကြရင်နေကုန်းချုပ်ပါတယ်ဗျဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်ကိုချင်းစားပါတယ်ဗျအဆင်ပြေပါစေ